ကင်မရာရရင်မောင်လေးဒီလိုမျိုးအမလာပြီးဒီဘက်ရိုက်ပြီနော်ကို့ဘက်တစ်ဖက်သက်ချစ်ရပါလို့ကိုကတော့တစ်ဖက်သက်ချစ်ဒီပါရင်စိတ်မဝင်စားဘူးပဲ1 go 2 game ပဲမမဆောင်တော့ကသူ့ချစ်တော့မမဆောင်မင်္ဂလာပါမင်္ဂလာပါမမေကုန်းနေဖြစ်လို့ ready ပဲလားမဒီလိုပါပဲ ready ဟုတ်တယ်လို့မဟုတ်တယ်လို့ပဲမမစားဟိုကြည့်တော့ပြက်ခနဲ့တော့ကြည့်လိုက်တာပေါ့နော်ဒါပေမဲ့ဟိုပြီးတော့တေချာတော့မကြည့်ထားဘူးတိုင်ရွန်တော့တစ်ချက်ကြည့်လိုက်တယ်ဒါပေမဲ့ကြည့်လားဆိုတော့လည်းမကြည့်ဘူးကိုကကိုအလုံးရှုံနေရမမလည်းမနေ့ကမှခကြီးကပြန်လာတော့လေ အလုပ်အရင်ရှုပ်သွားတယ်ဟိုမှာကြော်ညာလေးတွားရိုက်တာပေါ့မာဖြိုးမောက်ဓာတ်မြေဩဇာကြော်ညာရဲနောက်တစ်ခါကျတော့ဟိုဘလာ အရင်ပေါ့နော်ဟိုတယ်ဟိုတယ်ပေါ့ဟိုတယ်ဗီလာအေးအဝေးတိုင်းမှာအမကြော်ညာနှစ်ခုရိုက်ခဲ့ပြီးတော့မာပြန်လာဆိုအမလည်းခရီးပန်းနေရင် အမအမှုပညာခီစတင်ခဲ့ဖို့ဆိုရင် နုပညာခကြီးကတော့ဘယ်လိုပြောမလဲပြောရမယ်ဆိုအရှိန်တထောင်တညပုံမြင်လို့ဖြစ်သွားမယ်။ဘာဖြစ်လို့ဆိုတော့မမဆောင်2000နှစ်မှာမော်ရယ်လုတ်တယ်။မော်ရယ်လုတ်ပြီးတဲ့အခါကျတော့အရှိန်ပိုင်းနေကြအမ၄၅ကရိုက်တာထဲမတွက်တော့ဘူး။တေချာလည်းမလုတ်ခဲ့ဘူးလေမ အဲ့2000နှစ်မှာမော်ရယ်စလုပ်ပြီးတော့မှမင်းသားကိုရအောင်နဲ့အဲ့ခေါင်းဆောင်မင်းသမီးနေနဲ့စရိုက်တာပေါ့နော်ဟိုဘာလဲဇက်ကားတွေရိုက်တဲ့အချိန်မှာဟိုအရန်နဲ့ပေးတဲ့အောင်မသိချင်ဘူးမမဆောင်啊လေအဲ့အတွက်ကြောင့်မမဆောင်က2000နှစ်မှာမင်းသားကိုရအောင်နဲ့အဲတွဲဖက်သေးဆောင်ပြီးတော့နောက်ထပ်မင်းသားနှစ်ယောက်လည်းပါတယ်အဲ့တုန်းကကိုတတ္တိရှိမယ်နောက်တစ်ခါကျတော့အောက်ကမင်းမောင်ရှိမယ်အဲ့သူတို့သုံးယောက်နဲ့မင်းသမီးဆက်လေးပေါ့နော်အဲ့ဒါလေးကိုမမဆောင်ကအဲ့လိုပါဝင်ပြီးတော့သေးဆောင်ခဲ့ပါတယ်မမအမှုပညာပေါ်ဘလောက်ထိယူသွက်လဲဆိုရင် အမျိုးပညာကတော့တော်တော်လေးယူတော့ပါတယ်ဘာဖြစ်လို့ဆိုတော့လေဟိုပြီးတော့အမားတို့ကလည်းလေအဲ့လိုပြောမယ်နာမည်ပြက်တွေပါကြီးလည်းမခံနိုင်ဘူးလေနာမည်ပြက်မခံနိုင်တော့အမားအဲ့လိုလှုပ်လိုက်တလို့လို့မလှုပ်တလို့လို့အမျိုးပညာအလုပ်ကိုလုပ်နေလားဆိုတော့လည်းလုပ်နေတယ်တကယ်နေလားငါလားလှုပ်လားဆိုတော့လည်းမလုပ်ဘူးအမားပုံစံကအမျိုးပညာလှုပ်လှုပ်တလို့လို့မလှုပ်တလို့လို့ပြင်တာပေါ့နော်အဲ့ဒါနဲ့အမားအမေကနေပြီးတော့အမားကိုအဲ့2000နှစ်မှာမင်းသားရဲ့ကိုရအောင်နဲ့ပတ်စံထုတ်ပြီးတော့ရိုက်ပေးတာ ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးကြီးပုံမှန်ကြီးအမားတို့လုံးမယ်ဆိုလို့ရှိလို့ရှိရင်အရန်တို့ဘာလို့ဖြစ်သွားမယ်လဲအဲ့ဒီကြောင်ဟိုမမဆောင်တို့အမေကနေပြီးတော့အာမမဆောင်ကိုအဲ့လိုပန်းဆော်ဝိုင်းဆိုပြီးတော့မင်းသားကိုရအောင်တို့နဲ့ခေါင်းဆောင်မင်းသမီးနေနဲ့စပြီးတော့ရိုက်ပေးလိုက်တယ်အဲ့ဒီအချိန်ကပဲအမစပြီးတော့တတ်မှတ်တာပေါ့နော်အရှိပိုင်းကျတော့အမတို့လှုပ်တယ်လို့မလှုပ်တယ်လို့ပါပဲနုပညာလုံးမမဆောင်ဆိုရဲ့နမေကိုအမဘလို့ပေးဖြစ်ခဲ့တာလဲ ဘလို့ပေးပြတာလဲဆိုတော့ဟိုဟာပေးတဲ့တွေပဲပေးသွားတာနကူကဆောင်းအိမ်တွေထွန်းပေါ့နော်နကူကဆောင်းအိမ်တွေထွန်းဖြစ်ပါလေဟိုမမဆောင်းဆိုတဲ့နာမည်ကိုကျတော့ပေးတဲ့တွေကပေးသွားတာ အဲစောင်းရင်နေထုံးဆိုတဲ့နာမည်ကြီးကိုသူတို့မေ့ဝါကြပြီလေမေ့ဝါကြတော့ပိသက်ပေးထားတဲ့ဒီနာမည်လေးကိုပဲမမဆောင်အတီလုံးလိုက်တာအဲ့ဒါချစ်တဲ့ပိသက်တွေလည်းတခါလည်းပြောထားရယ်နော်ဒီနာမည်ကရုပ်ရင်စီရင်ကတ်လဲကြပြီပြီလို့အဲ့တော့မမဆောင်နာမည်ကအတီပဲဒီနာမည်ကပေါ့စောင်းရင်နေထုံးဆိုတဲ့နာမည်လုံးဝမသုံးတော့ဘူးနော်အဲ့ဒါလေးမမဆောင်ပြောချင်တာပိသက်တွေကစောင်းရင်နေထုံးလို့လည်းမခေါ်ကြတော့ပါဘူးမမဆောင်ဆိုတဲ့ဒီနာမည်လေးကိုပဲပိသက်ချစ်ဝါဆိုတော့လေဒီနာမည်လေးကပဲမမဆောင်အတွက်အတီဖြစ်သွားတာပေါ့နော် အဲ့လိုမျိုးလေးမှာမိဘတွေရဲ့ပတ်မိုးကဘယ်လောက်ထိရခဲ့ရလဲမှာ အမမိဘတွေဒါမကူညီလို့ရှိရင်အမဟိုဘယ်လိုပြောမလဲဒီလိုမျိုးကြီးအမဘဝကြီးကဈေးလုံးကျော်ဖြစ်မှာမဟုတ်တခုခုတော့မျက်နှာငင်ရမယ်ထင်တယ်အခုကျတော့ကို့မိဘတွေကကို့ကိုစောက်ရှောက်ထားပေးတဲ့အတွက်ကြောင့်ကူညီပေးထားတဲ့အတွက်ကြောင့်အမကတော့အဲ့လိုနာမည်ပြည့်မရှိဘဲနဲ့ဒီဘယ်လိုပြောမလဲဒီအမှုပညာလောကမှာအမဟိုဘယ်လိုပြောမလဲဒီလိုမျိုးနာမည်လဲရသွားတယ်ဟိုဘယ်လိုပြောမလဲကို့ကိုကြွကြွဝုန်းဝုန်းနဲ့နေလို့ရတာပေါ့နော်ကို့ကိုကိုယုံကြည်မှုအပြည့်နဲ့ဟိုအမဲဆက်မရှိဘဲနဲ့နေလို့ရတာလို့ထင်တယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကို ို့မိဘတွေအခုလိုမျိုးကိုယ့်ကိုပန့်ပုံပြီးတော့ကိုညီခဲ့တာကိုကလည်းအများကြီးကျေးဇူးတင်ပါတယ်ဘဝဆိုတာကိုဖြစ်ချင်တာမဖြစ်ရအောင်လေမဖြစ်ချင်တာဖြစ်ရတယ်အဲ့ဒီအတွက်ကြောင့်ဟိုမိားတွေတော့အပြစ်မပြောပါဘူးကိုကလေအဲ့တော့ကိုရဲ့အမေကိုပဲကိုကျေးဇူးတင်တာပေါ့နော်အဓိကအမေကနေပြီးတော့ဒီအမင်းသမီးလုံးမယ်ဆိုတော့အမကိုတိတ်ပြီးတော့မပြောဘဲနဲ့ဟို တေချာပန့်ပိုးပေးခဲ့တာပေါ့ဘာလို့ဆိုလို့ရှိရင်တော့မထွေးရဆရာပဲကိုကလည်းဟိုဟိုရန်ကုန်တက်လာခါစားချောချောလာလာလေးဆိုတော့လေအဲ့အန်နီရရှိတယ်လို့တော့ထင်တာပဲဟိုအများကြီးပေါ့နော်အမားတို့ဖျက်တမ်းလာတဲ့အတွေ့အကြုံတွေကတော့အများကြီးပါပဲဒါပေမဲ့အဲ့ဒီအတွေ့အကြုံမှာတော့ဟိုအမားဘဝအတွက်ဟိုဘယ်လိုပြောမလဲဟိုအောင်မြင်မှုအတွက်အာဘယ်လိုပြောမလဲဟို ကိုဘွားရီမှန်းချက်အတွက်ပဲအမဟိုဟာပေါ့နော်အတုံးချခဲ့ရတာပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုကစာရီဘာရီဖတ်မှဒီလိုမျိုးအတွေ့အကြုံတွေရမှာလေအခုကျတော့ဟိုကိုတွေ့ကြုံခဲ့တဲ့အတွေ့အကြုံနည်းနည်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကမမဆောင်အတွက်ဟိုဘယ်လိုပြောမလဲဒီအနုပညာဟိုရီမှန်းချက်တွေစူးစမ်းတဲ့အချိန်မှာဒါလေးကအနုပညာဝန်းစာဖြစ်သွားတယ်အဲ့တော့လေဒီလိုနည်းနည်းပပတော့လူတိုင်းကတော့ကြုံခဲတာပဲနိလောကဏတရားဆိုတာလူတိုင်းကတော့နည်းနည်းပပတော့ကြုံမှုတယ်ပေါ့မမဆောင်လဲ နည်းနည်းပပားလောက်ပဲကိုကကန်ကောင်းသွားနည်းနည်းပပားလောက်ပဲကြုံလိုက်ရတယ်အဲ့တခုလေးတော့ကိုကန်ကောင်းသွားပါနော်နုပညာလောကမှာလေးစားအားကြတဲ့သူကလေးစားအားကြဆိုလို့ရှိရင်မမဆောင်ရဲ့ဆရာမင်းသားကိုရင်အောင်ပေါ့နော်နောက်တစ်ခါကျဥကျော်သူရှိသေးတယ်ဥကျော်သူကလည်းလက်ဦးဆရာပဲသူကတော့အခုအနုပညာအလုပ်တွေမလုပ်ဖြစ်တော့လို့ပေါ့နော်ဟိုတရိုက်တရိုက်ထဲမှာလည်းဆရာတွေရှိရယ်လေသင်ဆရာမြင်ဆရာအားလုံးကမမဆောင်ရဲ့လက်ဦးဆရာတွေပါပဲဟိုအဓိကကတော့ဟိုဘရီယောမလက်ဟို ကိုယ့်ရဲ့အမှုပညာလုံးကိုဟိုပန့်ပိုးပေးတဲ့သူပေါ့နော်အာဘလူးမန်ဆိုဆရာသမားလိုမျိုးပေါ့အမားကိုပြောရမယ်နင်းနိုင်သမျှနင်းအောင်ထောက်ပြပေးရလူတွေအဲ Facebook ကဆရာတွေဆိုလို့ရှိရင်လည်းဟိုကိုယ်နဲ့ friend ဖြစ်တဲ့လူတွေပေါ့နော်သူတို့တစ်နေ့တစ်မျိုးအဲ့လိုသင်ကန်းစာရမယ်ဟာလေးတွေသူတို့တင်ပေးရလေတင်ပေးတဲ့ဟာတွေအကုန်လုံးကကိုယ့်ရဲ့ဆရာတွေပဲအကုန်လုံးကတော့အဲ့လိုမျိုးဆိုတော့ကိုကဟိုပြောရမယ် like ရှာတာပေါ့နော်ဟို ပညာဆိုတာကိုလိုက်ရှာမှလည်းတွေ့မယ်အမားနေဖို့ဆိုတာလည်းမမဆောင်တော့လိုက်ရှာမှရမှာဒီလိုမျိုးစာအုပ်စာပေတွေမှာရှိတယ်လူတွေရဲ့ဖြတ်တန်းသွားလာမှုလူနေမှုပုံစံတွေကြည့်ပြီးအမားတို့ကဟိုသင်ငန်းစာယူရတာပေါ့နော်အဲ့တော့အမားနဲ့နဲနိုင်သေးနဲအောင်အမားတို့ကတော့ဒီလိုမျိုးပဲဟိုဘယ်လိုပြောမလဲကိုအတက်နိုင်ဆုံးတော့ကိုဘက်ကနေပြုပြင်ပြင်ဆင်ပြီးတော့စူးစမ်းရတာပါပဲလူပညာလောက်ကတော့ အဝေစားနေဖို့ထိုင်ဖို့ငယ်ရောမှာဝေဖန်တဲ့ကဲရတာခံမှုလားအဲတခါကျရင်မတို့မှားွားလည်းရှိမှာပေါ့နော်လူတိုင်းကတော့အဝတ်စားတခါကျရင်ဒီဇိုင်းနာဆင်ပေးလိုက်တာတွေကဟိုတော့အမတို့ဖြစ်ဘူးတယ် ဖြစ်ဘူးတဲ့အဲ့တော့ကလေဟိုစင်ပေးလိုက်တာတွေကလေအဲ့လိုပွဲတဲ့အကြီးမာလေအဲ့လို owning ခွင့်နေဖြစ်တာတော့ကြုံပူးပါတယ်ဒါမဲ့ဟိုဒါတွေကလေအမှားမဟုတ်ဘူးလေကိုမားတာလည်းမဟုတ်ဘူးအဲ့ဒါတွေကိုကိုကအကောင်းဆုံးဖြစ်အောင်နောက်ပိုင်းညရင်ဘယ်လိုမျိုးအမှားမရှိဘဲနဲ့အဲ့ဘယ်လိုလုပ်ရမလဲဆိုတာပဲကိုတွေးရတာပေါ့နော်ဟိုအမှားရှိတဲ့ပုံစံမျိုးတော့အမှားတို့ကတော့မတွေးဘူးဒါတွေကအမှားလည်းမဟုတ်ဘူးလေအဲ့လို fashion နဲ့ပတ်သက်ပြီးတော့လွဲဝါးတာရှိနေလေအမှားမဟုတ်ဘူးလို့ပြောချင်ပါတယ်အဲ့ဒီတော့ကြောင့်ဒါတွေကပြင်ဆင်ရတာပေါ့နော်ဟိုကိုဒါ မကောင်းမတင်တော့ဘူးဆိုလို့ရှိရင်ဒီလိုပဲပြောင်းလဲပြီးပြင်ဆင်ပေးရမှာပဲကိုစိတ်ဆင်းရဲတဲ့ချိန်မှာအားပေးကူညီဖိမမဲ့သူကဘယ်လိုဖြစ်မလဲအာလူလူတိုင်းကတော့အခြေလန်းနေချော်ကြွားသွားပဲချော်ကြွားသွားတဲ့ချိန်ကြောင့်လို့ရှိရင်တော့ဟိုရှေ့ပိုင်းတော့ကတော့မိဘတွေအာအမတွေကတော့အားပေးရပေါ့အခုနောက်ပိုင်းကျတော့လည်းဟို Facebook တွေဘာကြီးပေါ်လာတော့ line ပေါ်မှာကိုခြေတော့ချော်ကြွားသွားတဲ့ချိန်လို့ပါဆိုကိုစရာတွေကနေပြီးတော့ကိုကိုဟိုဘယ်လိုပြောမလဲဒါတွေကိုဘယ်လိုပြီးစောက်ရှောက် လမ်းလျှောက်အောင်ဆက်ပြီးတော့လမ်းလျှောက်အောင်မလဲဘလိုမျိုးအကောလုံးပေါ့နော်ဟိုဘယ်လိုပြောမလဲဒီလမ်းကြောင်းကိုဘလိုကောင်းကောင်းမို့နဲ့လျှောက်အောင်မလဲဆိုတော့ဆရာတွေပဲသင်ပေးကြတာပါပဲ ကိုကဟိုဘယ်လဲအလိမ့်မှာစာမှာရှိဆိုတဲ့စကားတော့လကားမဟုတ်ဒီ Facebook မှာကောင်းကောင်းသုံးချမယ်ဆိုရင်ဆရာတွေအများစွာအများစွာရှိရဲ့လူတွေကမချော်ချဘူးတဲ့လူကတော့မရှိဘူးပေါ့နော်ကိုကလူတိုင်းကချော်ကြတယ်တခါကျရင်အဲ့လူချော်ကြတာကိုအတွက်ပိုကောင်းမှုဖြစ်လာတာလည်းရှိတယ်အဲ့လောက်လူတွေကတတိမထားမိဘူးချေချော်ချော်ကြတယ်ဆိုတာနဲ့လူတွေကလေဟိုအများကြီးတွေးလိုက်ကြတယ်ချော်ကြတယ်ဆိုဒါကြီးကမကောင်းဘူးအာညာအဲ့လိုမဟုတ်ဘူးအဲ့ဒီခါကျရင်ဒီလိုမျိုးချော်ကြတယ်ဆိုတာဒီထက်ပိုပြီးတော့ကောင်းတဲ့အရာလာတော့မှမလို့ချော်ကြတာလည်းရှိရဲ့လေမမဆောင်ကတော့ သူများတော့တော့မသိဘူးကိုကဟိုလိုပြောနည်းနည်းဖုံးကန်နေပါ ਈ တော့နည်းနည်းရှိရဟိုဘဒူးနဲ့ပဲရှင်းရှင်းဖုံးကန်တော့အမအမစိတ်ထဲမှာနံပါတ်1 ကိုကိုကိုဖုံးရအရန်မြင့်တဲ့လူလိုခံစားရတယ်ပေါ့နော်။ကျန်တာမမဆောင်အနုပညာစ조사အားထုတ်မှုလဲကိုကိုကိုအဲ့လောက်ကြီးမကြိုက်ဘူး။ဟိုဘာလဲရုပ်ရည်ရုပ်ရည်တို့ဘာလို့ပေးတဲ့တည်းကချစ်လို့ချောတဲ့ဘာညာပြင်မှာပြောကြပေမဲ့လဲကိုရဲ့ရုပ်ရည်ဘာညာလဲအမအရန်သဘောကြတာမရှိဘူး။ခန္ဓာကိုယ်စ조사ရပါလေအဲ့လိုမျိုးရန်ကြိုက်တာလည်းမရှိဘူး။သူတို့ကတော့လှတယ်ပြောကြပေမဲ့လေ။အမကိုအမမှာဘာကြိုက်ဆုံးလဲဆိုအမရဲ့ဖုံးကံ အမရဲ့ဖုံးကန်ကိုအမခဏလိုမျိုးလူတိုင်းကခြေတော့ချော်ကြတာပဲလေအဲ့လိုခြေလန်းချော်ကြတဲ့အချိန်မှာအမဒီတက်ပို့ပြီးတော့ကောင်းတဲ့နေရာရောက်မှမလို့ခြေလန်းချော်ကြရလို့သတ်မှတ်တယ်အမအတွက်ပေါ့နော်အဲ့ဒါကတော့အမအတွက်ကောင်းတဲ့နိမိတ်ပေါ့အဲ့ဒီအတွက်ကြောင့်အမကတော့ခြေလန်းတစ်ခါချော်ကြတိုင်းတစ်ခါပို့ပြီးတော့အမြင့်ရောက်တယ်ပေါ့နော်အဲ့လိုခံစားရတယ်အဲ့တော့ခြေတဲ့ပိတ်တက်တွေလည်းကိုယ်ယုံကြည်မှုအဲ့လိုမျိုးထည့်ကြည့်ပါအဲ့လိုကိုခြေလန်းတစ်ခါချော်ကြတိုင်းဒီချော်ကြတာကြီးကကိုယ်အောင်မြင်မှုတစ်ဆင့်ထပ်ပြီးတော့တက်မယ်ပေါ့နော်အဲ့လိုမျိုးလေးခြေတဲ့ပိတ်တက်တွေကိုအမအဲ့လိုမျိုးအကြံပေးခြင်းပါလေဟုတ် ိုးချာချာအမဘွားမှာကဲရတာခံမှုလားအဲ့လိုမျိုးတော့မရှိဘူးအမတို့ fashion တွေမှာလွဲဝါတာတို့ဘာတို့တော့ရှိမှာပေါ့နော်ဟိုကဲရတာဘာညာဆိုတာတခါကျရင်အထင်လွဲဝါတာလည်းရှိရှိမှန်အိုအမအရောအဲ့လိုမျိုးတော့လေဟိုအဲ့လိုမျိုးပုံစံမျိုးတော့မရှိဘူး။ဘာဖြစ်လို့ဆိုတော့ကိုယ်လည်းအနေလည်းမှန်တယ်။နောက်တစ်ခါကျတော့ခဏပြောထားသလိုအမဟိုဘယ်လိုပြောမကန်ကောင်းပါလေဆိုတဲ့လူထက်ကိုပို့ပြီးတော့ကန်ကောင်းတယ်ပေါ့နော်။ကောင်းဘာဖြစ်လို့ကန်ကောင်းဆိုတော့အမတို့အဲ့လိုမျိုးပေါ့ မတို့ဂုံသေးကရှိရှိနဲ့အနုပညာလုံးမှာလက်ပြလုံးလုံးနဲ့ဒီလိုမျိုးရက်တီခွင်းရခဲ့တယ်လေနာမည်ပြည့်မရှိပဲနဲ့အဲ့ဒီကြောင်မမအဲ့လိုမျိုးကြီးဟိုဘယ်လိုပြောမလဲချစ်ချီမမအချက်တခွဲအချိုးနဲ့ဖြစ်ဖြစ်လောက်တဲ့ကိစ္စမမမရှိဘူးပေါ့နော်အဲ့အဲ့လိုမျိုးကအဲ့ဒါတော့အမရဲ့ကံကောင်းခြင်းပဲအဲကံကောင်းခြင်းပဲဘာဖြစ်လို့ဆိုလဲဟိုအမနဲ့အရန်ရင်းနေတဲ့လူတွေဘာညာဆိုလို့ရှိရင်အမကိုဆိုလို့ရှိရင်လေဟိုဘယ်လိုပြောမလဲ မြင်းဒီကုန်းမှာအမနေတော့ကလည်းအမကိုမင်းသမီးထဲမှာအကောင်းဆုံးပေါ့နော်အယိုးသားဆုံးအဲ့လိုမျိုးဘယ်လိုပြောလဲမြေပြဲမရှိဘူးမင်းသမီးထဲမှာတော့အရန်ယိုးသားဆုံးပဲဆိုပြီးတော့အမတို့တတ်မှတ်ထားရှိတော့အမမှာကတော့ဟိုအဲ့လိုမျိုးပုံစံမျိုးသူများကဲ့ရဲ့လောက်ရတဲ့အဆင်ထိတော့မရှိဘူးပေါ့အမအဲ့ဒါတခုကတော့အမအတွက်ဟိုကံကောင်းခြင်းပေါ့နော်ဒါလေးကတော့အမအတွက်ကံကောင်းပါလားမြင်းမြင်းချင်းအချစ်ကိုရောယုံလား အမမြင်ချင်းအချက်ကိုလာဘလို့ပြောရမလဲမမသိဘူးအဲ့ဒါတွေကဟိုပြောမယ်ယုံတယ်လို့လည်းပြောလို့ရတယ်မယုံလို့လည်းပြောလို့ရတယ်အဲဒါပေမဲ့ယုံတယ်လို့ပဲပြောရတော့မှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုပြောမယ်စိတ်နေစိတ်ထားအာဘလို့ပြောမယ်ဟိုပါဖက်ပြည့်တဲ့လူတယောက်ကိုတွေ့သွားလို့ရှိလို့ရှိရင်တော့ဟိုဘလို့ပြောမယ်ဒါမမြင်ချင်းချက်တယ်ဆိုတော့အမတို့ကတော့ယုံတယ်ဒါမှမဟုတ်သူ့အကြောင်းလဲဘာမှမသိကိုယ့်အကြောင်းလဲဘာမှမသိပဲနဲ့တော့မမြင်ချင်းချက်ဆိုတာကြီးကတော့ အဲ့ဒါကြီးကတော့ယုံရမလို့မယုံရမလို့ပါပဲကိုကကြတော့ဒီလူအချောင်းကိုကသိနေတယ်အရန်ယိုးသားတယ်ဟိုအရန်ကောင်းမွန်တယ်အရန်ပြည့်ပြည့်စုံတယ်လူတယောက်တွေ့တွေ့ဝါတဲ့ချိန်မှာသူ့အချောင်းကိုကြိုသိထားတဲ့ချိန်မှာသူနဲ့ဖြတ်ခနဲ့တွေ့ဝါလို့ရှိရင်တော့အဲ့လိုမြင်မြင်ချင်းချစ်တယ်ဆိုတာတော့ယုံကြည်ပါလေတဖက်သက်ရောချစ်ဘူးလားအဲ့လိုမျိုးတဖက်သက်တွေပါလေလုံးဝခံစားလို့မရတယ်မမဆောင်ပါလေ ။ဘာဖြစ်လို့လဲဆိုတော့လေဥပမာလူနေရောက်ပေါ့နော်တွေးကြရဲကိုကိုတစ္ဆာဖောက်သွားဆိုတော့မှအဲ့လူဆိုတာကိုဘွားထဲမှာမရှိတော့ဘူး။သူကခြေထောက်ဖက်ပြီးတော့လက်တောင်းမှန်နေတော့မှကိုဘွားထဲမှာသူမရှိတော့ဘူး။အဲ့လိုမျိုးပေါ့နော်။